င်္ဂလာပါအင်္ဂါတော်သမီးများအတွက်နိုဝင်ဘာဟော့စတန်လေးကိုဆရာမလေးကတင်ဆက်ပေးချင်ပါတယ်ဒီကာလမှာတော့ဒီဇာတာရှင်တွေတော်တော်များများဟာအဲဆရာမလေးမြင်တာကတော့နော်ဒီကာလမှာအသားညိုတဲ့သူဖြစ်ဖြစ်အသားဖြူတဲ့သူဖြစ်ဖြစ်ဒီဇာတာကိုလာပြီးတော့ဆရာမလေးနာမည်ဟော့စတန်လာနားထောင်နေသူတွေထဲမှာကံအရန်ကောင်းမဲ့ဇာတာရှင်တွေကိုတွေ့ရပါတယ်ဒါပေမဲ့ဒုက္ခလေးအနေငယ်ပဲရှိရပေါ့ပြဿနာအနေငယ်တော့ရှိရအိမ်အောင်ရှိတဲ့သူတွေဒါမှမဟုတ် တခုလက်တင်กว่าဤအနောက်ရှက်တေးဒါမျိုးလေးတွေရှိတတ်တယ်ကိုအိမ်အောင်ရှိတဲ့တွင်လာပြီးတော့ပတ်သက်တာမျိုးလေးတွေရှိတဲ့အတွက်တတိထားပေးဖို့ဆရာမကြီးကတော့ပြောချင်ပါတယ်အနောက်တစ်ခါကျတော့အញ្ញံများပြေပြောက်စေဖို့အတွက်ကိုပေါ့နော်မကြာခဏလမ်းမီခွေးလေးတွေကိုလည်းအစာအဟာရအကျိုးမျိုးပေးပါအိမ်ကဖျားမှာကျင်းရီတစ်ခွက်မကြာခဏလူဒန်းပူဇော်ပေးပါနောက်တစ်ခါကျတော့အဲဒီစာတာရှင်ဒီဟောစရံလာနားထောင်မဲ့သူတွေထဲမှာအဲသဘင်ငကိုကောက်တဲ့သူဒါမှမဟုတ်ဆိုင်မသွားကောက်ထားတဲ့သူအဲ့လိုမျိုးပေါ့နော်သဘင်ကောက်ထားတဲ့သူလေးတွေပါတယ်ဆိုလို့ရှိရင်တင်းတို့ဟာဒီဟောစရံကိုနားထောင်ပြီးတိတ်မကြာခင် တော့အဲထားပါတော့3ရက်6ရက်9ရက်ဒါမှမဟုတ်အဲဒီပေါ့နော်အဲ3ခဏအချိန်တော့နေဥပမာ12ရက်12ရက်ကနေပြီးတော့အဲ7336ဆိုလို့ရှိရင်36ရက်အဲ့လိုမျိုးရက်အတော်တွင်တလာခွဲလောက်အတွင်းမှာနေတိတာထင်ရှားတဲ့အနေအထားတစ်ခုကိုဆရာမလေးကတွေ့ရတယ်ဥပမာ7ခဏနဲ့အကျိုးပေးတာမျိုးအဲ3ခဏနဲ့အကျိုးပေးတာမျိုး6ခဏနဲ့အကျိုးပေးတာမျိုး9ခဏနဲ့အကျိုးပေးတာမျိုးဒါမှမဟုတ်လေအဲဒီကိုလုတ်တဲ့အလုပ်တွေမှာ ကံကောင်းလို့မယ်ဆိုလို့ရှိရင်လည်းသုံးစားတွေပွားပြီးတော့ကံကောင်းတာမျိုးအဲ့လိုမျိုးလေးတွေတွေ့ရတယ်ပေါ့နော်အဲပို့ပြီးတော့အဲကာလာအနေနဲ့ဆိုလို့ရှိရင်တော့အစိမ်းရောင်ရအဝါရောင်ရတင့်တော့ကံကောင်းစေတဲ့ကာလာတွေဖြစ်ပါတယ်နော်အဲငွေကတော့မပြတ်ဝင်လာတတ်တယ် ဝင်တဲ့အခါမှာအဲဒီပေါ့နော်ကိုအတွက်ကုသိုလ်ကောင်းမှုတစ်ခုခုအမြဲတမ်းမပြတ်လှုပ်ဆောင်ပေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကံကောင်းနိုင်တယ်ဒီချိန်ကတင့်အတွက်ပေါ့နော်ဆက်ကြော်လာတစ်ခုလုံးကနေပြီးတော့ကံကောင်းမှုတွေရအများကြီးကိုရှူရိုးဖိတ်ကြအနေနဲ့ပေါ့နော်ခန္ဓာကိုယ်တစ်ခုလုံးရိုးဖိတ်ကြအဲ့တော့ဘာလုပ်ရမလဲဆိုတော့အဲကောင်းမှုနဲ့အကျင့်စဉ်တမမအဓိဋ္ဌာန်တစ်ခုခုဘာသာရေးတစ်ခုခုကိုအနည်းစင်မပြတ်ပေါ့နော်ဒီအတော်အတွင်းမဲ့ဖြစ်ဖြစ်တစ်နှစ်တာလုံးဖြစ်ဖြစ်လှုပ်ဆောင်ပေးနေမယ်ဆိုလို့ရှိရင်တင့်အတွက်ကံကောင်းလို့ဖြစ်မယ်အထူးသဖြင့်ဒီ hostel လာနားထောင်နေသူတွေဟာ November ဘုန်းနေလည်းဖြစ်မယ် ပေါ့နော်အင်္ဂါသားသမီးတွေလည်းဖြစ်မယ်ဆိုလို့ရှိရင်တော့ဒီဟော့စတန်နဲ့ပို့ပြီးတော့အဲဒါရသက်ဆိုင်မှုပို့ပြီးတော့များရဲပေါ့နော်အဲဒါမဲ့အားလုံးအင်္ဂါသားသမီး overall အကုန်လုံးပေါ့နော်ဆရာမလေးကတော့ပြောချင်တာဖြစ်တယ်ပေါ့နော်အဲပြီးတော့ခုနကတော့ဆရာမလေးကဒီဟော့စတန်လေးကိုမဖက်ခင်မှာလိပ်ပြလေးတွေလည်းတွေ့လိုက်တယ်ပေါ့နော်အဲ့တော့အဲတင်းသည်ဒီဟော့စတန်ကိုနားထောင်ပြီးတိတ်မကြခင်မှာအဲ့လိုလိပ်ပြလေးတွေအငှက်ကလေးတွေဒေးသံဆိုတဲ့အဲဒီပေါ့နော် order တဲ့ငှက်ကလေးတွေအဲတရှင်း ီဆိုတို့မျိုးငှက်ကလေးတွေကိုအဲ line ပေါ်ပါပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်တွေးလိုက်ပြီးမြင်လိုက်ပြီးကြားလိုက်ပြီးဆိုရင်သင်ကံပို့ပြီးတော့ကောင်းနိုင်တယ်ဆိုတဲ့အချက်လေးလေးကိုဆရာမလေးကတွေ့ရပါတယ်။ကဲအင်္ဂါသားသမီးတွေအားလုံးအေဂျင့်ပြောရွှင်အောင်မြင်ကြပါစေ။